ခနမပန်းမျိုးစိတ်မှအမှုထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်းကိုဆောင်ရွက်ခွင့်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒရိစံအစာအသွအသုံးပြုတဲ့ခနမပန်းမျိုးစိတ်များရဲ့အမှုထုတ်လုပ်ခြင်းနဲ့တင်ပို့ခြင်းလုပ်ငန်းကျူးတင်ဆောင်ရွက်နိုင်ဖို့ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့တင်ပြရှာမှအတိအပြုခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ ရမန်လေးကကျင်းပတဲ့ရန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့လေးမြင့်ဆောင်2025ကြိမ်မြောက်အစည်းအဝေးမှာအခုလိုအတည်ပြုပေးခဲ့တာဖြစ်ပါတဲ့အဆိုပါအစည်းအဝေးမှာရန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၈ခုရင်းနှီးမြှုပ်နှံပမာဏအမေရိကန်ဒေါ်လာ၁၈သရမ19.3ညသန်းနဲ့မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၁၈ခုရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ9သရမ9 နှစ်တန်းအပါဝင်ချက်တန်းပေါင်း46236ဒရမ်မာ33ညတစ်ကိုခွင့်ပြုပေးခဲ့တယ်လို့ဆိုပါတယ်သာအပြင်ရှမ်းပြည်နယ်အတွင်းလောအကိုင်းရခွင်လန်းဖန်တီးပေးနိုင်မှုအနေနဲ့ပြည်တွင်းတွင်1698ဦးနှင့်ပြည်ပတွင်98ဦးကိုလောအကိုင်းရခွင်လန်းများဖန်တီးပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။